မိဘနေရာရောသားသမီးနေရာရကရောပေါ့နော်ပြောချင်တာပါဆိုတော့ကျမမိဘလည်းဖြစ်တယ်သားသမီးလည်းဖြစ်တယ်လေနော်အဲ့တော့နှစ်နေရာစလုံးကိုကျမနားလည်ပြီးတော့မှပြောချင်တာပေါ့အဲ့တော့မဖြစ်လေဆိုတော့ကျမတို့ကျမတို့ကျမသားနဲ့ကျမနဲ့ relationship ပေါ့နော်ပထမဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ကျမတို့က ဟိုဘယ်လိုခေါ်မလဲတငယ်ချင်းဆန်နေပေါ့နော်တငယ်ချင်းဆန်အောင်မယ်ကျွန်မလည်းနေတယ်ဒါမှသာလေသူတို့ယင်နေရခံစားချက်တီးသူတို့ရဲ့ဖြစ်တည်မှုတွေကိုကျွန်မသိနိုင်ပါလေကျွန်မအမေတယောက်လိုနေတယ်ဆိုရင်ကျွန်မသူတို့ကသူတို့ယင်နေရခံစားချက်အမှန်ကိုကျွန်မမသိနိုင်ဘူးဒါကြောင့်မလို့ကျွန်မငငယ်နေကကျွန်မ တငယ်ချင်းဆက်ဆံရေးမျိုးဖြစ်အောင်နေခဲ့တယ်ပေါ့နော်အဲ့တော့သူဖြစ်ချင်တာသူတို့ရဲ့ရင်ရဲစကားသံမှန်တယ်မြောက်ကျွန်မအကုန်လုံးကြားရတာပေါ့နော်အကုန်လုံးကြားအပြင်တငယ်ချင်းတောင်မလိုအောင်ဟိုကျွန်မနားထောင်ပြီးတယ်ပေါ့လေအဲဆိုတဲ့အခါကျတော့ဟိုအရက်တောက်မယ်ဆိုတဲ့အရွယ်မှာဆိုကျွန်မအရက်ကူတောက်ပြီးတယ်နော်အာတဘောကလေရီစားထားတဲ့အရွယ်မှာဆိုသူချားချင်တဲ့ရီစားကိုကျွန်မကိုယ်တိုင် support လုပ်ပြီးတယ်ပေါ့နော်အဲဒီလိုမျိုးပေါ့စသဖြင့်အဲ့လိုမျိုးနေခဲ့တဲ့အခါကျတော့ဝင်တော့ဝင်ဖို့မဖြစ်စေချင်ဘူးနော်အခုအရွယ်ရောက်လာတဲ့အဲចောင်းစာတင်တဲ့အရွယ်မှာလဲကျွန်မသူ ူကျောင်းစာပညာရေးကိုဘလို့စိတ်ဝင်စားအောင်လုပ်ရမလဲဆိုတဲ့ဟာကျွန်မ gift and take တွေအများကြီးနဲ့လုပ်ခဲ့တယ်ပေါ့နော်ဆိုတဲ့ကကြာဒါတော့ကျွန်မရဲ့ဉာဏ်ရည်နဲ့ကျွန်မရဲ့ဖြတ်တန်းမှုပဲပြောပြတာအားလုံးအတွက်လည်းခုနပြော universal truth ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ကျွန်မရဲ့အခြေအနေမှာ situation မှာကျွန်မလုပ်တဲ့အရာတွေကျွန်မဒီလိုမျိုးလေးလုပ်တယ်ဆိုတော့ဒါမဲ့ကျွန်မတို့မြန်မာမိဘအများစုကပါကြာတော့ဘာဖြစ်လဲဆိုတော့သားသမီးကိုဆက်ဆံတဲ့မြန်မာမိဘအများစုနော်မြန်မာမိဘအများစုကငာမွေးထားတာငါစကားနားထောင်ရမယ်ငါပြောတဲ့အတိုင်းလုပ် ငါထားရမှာနေနော်မိဘကိုခံမပြောနဲ့မြေမျိုးမယ်နော်မိဘကိုခံပြောရင်ကံကြီးထိုက်မယ်သိလားနော်ကျမတို့တွေအဲ့တော့မိဘကဒါဆိုရင်ဒါပဲဆိုတဲ့ဟာမျိုးနဲ့ကျမတို့မြန်မာမိသားစုတော်တော်များများကအဲ့လိုမျိုးလေးရှိတယ်เนาะဆိုတော့နောက်တစ်ခါပေါ့တခုခုဆိုလို့ရှိလို့ရှိရင်အရှိကနေအရန်ကာတာမျိုးပေါ့เนาะလဲကြမှာဆိုလို့အတင်းလိုက်ထိန်းတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့တော့ ဒီလဲကြမှာဆိုလို့အတင်းလိုက်ထင်းနေဆိုတဲ့ကိစ္စမျိုးကကိုကမျက်စိတောက်ထောက်ကိုကအမြင်နဲ့မကြည့်နိုင်ဘူးဘဝတစ်ခုကိုဘဝတစ်ခုကကိုစားမပြုတ်ဘူးဟုတ်တယ်လားဟုတ်တယ်နော်ထက်တူကြပြီးတော့မှထိမ့်သိမ့်လို့မရမိမိကိုယ်တိုင်တောင်မှပဲအမြင်နဲ့ control လုပ်လို့မရတဲ့အခြေအနေမှာကို့သားသမီးပဲဖြစ်ဖြစ်အခြားသောတယောက်ကိုအချိန်ပြည့် control လုပ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးကျမတို့ကအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ဟာသူ self confidence ရှိအောင်ကျမတို့က train ပေးရမယ်အဲ့တော့လေကျမအမြင်နဲ့ဒဏ်ရာရစီ နာကျင်စီတယ်နာကျင်တော့မှဒဏ်ရာရတော့မှမနာကျင်အောင်ဒဏ်ရာမရအောင်သူနေတတ်မှာเนาะအဲ့တော့ကျမတို့ကဒါမှမန်းသိတယ်ဒါလုပ်ရင်မဖြစ်ဘူးဆိုတာကျမသိတယ်เนาะကျမ experience အရာကျမအတွေ့အကြုံအရာသူဖြစ်ချင်နေတဲ့ဟာဒီမဖြစ်တဲ့ကိစ္စဆိုတာကျမသိတယ်ဒါပေမဲ့ကျမကမဖြစ်သင့်ဘူးလို့ပြောလိုက်လို့ရှိလို့ရှိရင်သူ့ရဲ့စိတ်အားထက်သန်မှုရသူလက်ခံမှာမဟုတ်ဘူးဒါကြောင့်ကျမဖြစ်ခွင့်ပေးလိုက်တယ် ဖြစ်ခွင့်ပေးလိုက်တယ်ဖြစ်ခွင့်ပေးလိုက်တဲ့ခါကျတော့အာဒါပေမဲ့ကျွန်မမဖြစ်ခင်မှာအားနဲ့ချက်အားသာချက်ကိုကျွန်မချပြလိုက်တယ်နော်ဖြစ်ခွင့်ပေးလိုက်တယ်ဖြစ်ခွင့်ပေးလဲဘလို့အားမျိုးဆိုရင်တော့ဖြစ်ခွင့်ပေးတင်တယ်လေဆိုတဲ့ခါကျတော့တိတ်ပြီးတော့မှဒုက္ခမရောက်စေတဲ့ဟာမျိုးကိုဖြစ်ခွင့်ပေးရတာပေါ့နော်အញ្ញန်ကြီးဒုက္ခရောက်စေမယ့်ဟာမျိုးဆိုရင်တော့ကျွန်မတို့ကဒါကတော့လိုအပ်တယ်လို့ဆွေးနွေးရမှာပေါ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ဖြစ်ခွင့်ပေးလိုက်ရင်ဒါဆိုရင်မကားမှုဆိုတာကိုသိမယ်အဲ့တော့ဒီလိုလုပ်ရင်ဒီလိုလဲတတ်တယ်ဆိုတာသိရင်နောက်တစ်ခါဒီလိုလဲအောင်မလျှောက်တော့ဘူး နော်နောက်တစ်ခုကျမတို့မြန်မာကလေးတွေအများစုကြီးပြင်းနေရတဲ့ပုံစံဘယ်လိုပုံစံနဲ့ကြီးပြင်းနေရလဲဆိုကလေးတယောက်ချော်လဲသွားတယ်ဆိုပါစို့နော်ချော်လဲသွားတယ်ဆိုလို့ရှိရင်ကျမတို့တွေကကျမတို့ငငယ်ရလဲဒီလိုပဲအခုချိန်ထိလဲမြန်မာမိဘတော်တော်များများဒီအဲ့ဒီပုံစံအတိုင်းပဲဆိုတော့ကလေးတယောက်ချော်လဲသွားတယ်ချော်လဲသွားရင်အဲ့ကလေးကိုဘယ်လိုပြန်ထရမလဲဆိုတဲ့ဟာမျိုးကိုမတင်ကြပေးပဲနဲ့ကလေးကိုအတင်းသွားပြီးတော့မှဆွဲထူပြီးတော့မှဒီမြေကြီးကတော့ဒီမြေကြီးကတော့လောက်တာလားကလေးကိုလောက်တာလားအင်းအင်းအင်း သူလောက်တာလားသူလောက်တာလားอืมอืมဆိုပြီးတော့มาဒီလိုမျိုးတွေလောက်ကြတယ်အဲ့တော့ကျမတို့မြန်မာ generation အခု next generation ပေါ့ကျမတို့တွေလည်းမာတော့မှဖြစ်တည်ပါတယ်เนาะဒီဥစ္စာတွေอ่ะဆိုတော့ဖြစ်တည်ခဲ့တာတွေเนาะဆိုတော့ဘာตွားဖြစ်တယ်လဲဆိုတော့တခုခုဖြစ်တဲ့ situation တိုင်းမှာကျမတို့อ่ะตัดควาสันชาတတ်တယ်သူများကိုလက်ညှိုးထိုးဖို့သူများကိုအပြစ်ပြောဖို့ သူများကိုတာချဖို့ကျမတို့တွေကရှာတတ်တဲ့စိတ်တရားအဲ့ဒီမှာနေရမသိစိတ်တွေမှာခိုအောင်လာခဲ့တယ်ချော်လဲလိုက်တယ်ကိုအစင်မပြေလို့ချော်လဲလိုက်တယ်ကို error ကြောင့်ချော်လဲလိုက်တယ်ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့်ချော်လဲလိုက်တယ်ဒီချော်လဲသွားတဲ့အညာကနေဘယ်လိုကုန်းထရမယ်ဆိုတဲ့နီးလန်းကိုမတင်ပေးဘဲနဲ့ဒီလိုချော်လဲလိုက်တာဟာသူများကြောင့်ဖြစ်တာသူများကြောင့်อืมอืมဆိုပြီးတော့မှအဲ့လိုဟာမျိုးကိုပဲတင်ပေးခဲ့တယ်နော်အဲ့တော့ကျမတို့တွေအစမှန်နေရ မှားယွင်းခဲ့ကြတဲ့ဟာလေယာတခုခုဖြစ်လာတယ်ဆိုရင်အဲ့ဒီရဲ့အခြေခံသဘောတရားရကျွန်တော်တို့ကတဘာသူကိုပဲအပြစ်ရှာပြောတတ်ကြတယ်ဖြစ်လာတဲ့အားနည်းချက်တိုင်းမှာကြံနေသူကိုလက်ညှိုးထိုးဖို့ပဲစပြီးတော့မှစဉ်းစားတတ်ကြတယ်ဒီလိုမျိုးလေးတွေဖြစ်လာတယ်ပေါ့နော်ဒါရီယာလည်းမိပါရင် စင်ကြရမယ့်ကိစ္စတွေနောက်တစ်ချက်မိပါရင်သားသမီးကိုအញ្ញံသားသမီးရဲ့အရေးသေးကိုအញ្ញံ appreciate လုပ်တယ်မှန်ပါတယ် ်နော်ကျမတို့လည်းဂုံယူပါတယ်နော်ဟုတ်တယ်လားဆိုတော့ appreciate လုပ်တယ်ဂုံယူပါတယ်ဒါပေမဲ့သူတော်တာဟာကိုညံ့သွားတာမဟုတ်ဘူးသူတော်တာကိုကိုညံ့တယ်လို့ပြောစရာအကြောင်းမရှိဘူးကျမလက်သက်မခံဘူးအဲ့ဒါမျိုးနော်ဆိုတဲ့ခါကျတော့ကျမကတော့လေ သူတို့ကတစ်လို့ကျမကိုပြောရင်ကျမဒုံချောင်းတက်ပြီးတော့မှကျမဒါသုံးလို့ကျမပြောနိုင်တဲ့အမေမျိုးဖြစ်အောင်ကျမအမြင်နဲ့ကြိုးစားတယ်။ကျမကိုကျမအမြင်နဲ့ bright ဖြစ်အောင်နေတယ်။ကျမကိုကျမခင်နဲ့ညီအောင်နေတယ်။ကျမ sharp ဖြစ်အောင်နေတယ်။ကျမရဲ့အတွေးခေါ်တွေနောက်ကျမကြံခင်အောင်ကျမအမြင်နဲ့ကြိုးစားပြီးတော့မှနေတယ်။လူငယ်တွေနဲ့ရှင်ပြောနိုင်အောင်ကျမအမြင်နဲ့ activate ဖြစ်အောင်ကျွန်မလုပ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့အာဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့တချို့မြန်မာအမေအများစုရဲ့ဖြစ်နေတာကအဲတို့ကတော့ဘာမှမသိဘူးတို့ကတော့ဘာမှနားမလည်ဘူးတမီးလေးလာမှတားလေးလာမှတမီးလေးဟိုဟာဖြစ်မှတားလေးကိုဖြစ်မှဆိုပြီးတော့မှခတ်တုံးတုံးနေလုပလိုက်ကြတယ်ခတ်တုံးတုံးနေလုပလိုက်တဲ့နောက်အဲ့ဒီရဲ့ဘေးရွက်ဆိုးကျိုးကဘာဖြစ်လဲဆိုတော့ကလေးတွေရဲ့ mindset နဲ့မှာငါလောက်မသိပါဘူးကွာငါမေငါလောက်မသိဘူးငါဖေငါလောက်မသိဘူး ်ဆိုတဲ့အတွေးဝင်သွားတယ်အဲ့တော့လူတယောက်ဟာကိုယ်လောက်မသိဘူးဆိုတဲ့လူတယောက်ရဲ့ပြောဆိုဆုံးမမှုကိုနိုင်ယူကြမှာလားခံကြမှာလားကိုထက်တော်တဲ့သူကကိုကိုပြောတာကိုပဲခံကြနေလေကိုလောက်မတော်ဘူးကိုလောက်မသိဘူးဆိုတဲ့သူကမိဘပင်ဖြစ်လင့်ကစားကျမတို့တွေကပြောတာကိုလက်သက်မခံခြင်းဘူးငါငါတိတာပုံမှန်နေသူတိတာမှားနေလေကွာဆိုတဲ့အတွေးမျိုးဖြစ်တယ်အဲ့တော့ဒါလင်းစင်ချင်ရမယ် ်မြန်မာမိဘအများစုဖြစ်ပျက်နေတဲ့ကိစ္စပေါ့နောက်ဆုံးတစ်ချက်မြန်မာအမေတွေအရန်အတားကြီးတယ်နော်မြန်မာအမေတွေအရန်အတားကြီးတယ်ကိုမဆိုတဲ့စိတ်မျိုးတွေရှိတယ်เนาะအခုကျမတို့ line ပေါ်မှာဖြစ်နေတဲ့ပွဲစုနေတဲ့ကိစ္စတွေကိုမြင်တဲ့အချိန်မှာကျမလည်းနှစ်ဖက်လုံးနေရာကနေကျမကိုချင်းစာလို့ရတယ်ဒါပေမဲ့အမေတွေအတားလျှော့ဖို့လိုတယ်ကျမလည်းတားရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကကိုချင်းစာရင်ကျမက ိုကလည်းသူများတားကိုယူထားတယ်အဲကိုသားကိုလည်းအချိန်တန်ရင်ပေးရမယ်ဆိုရဲမိန်းမတယောက်ရဲ့စိတ်ကျမမှာအပြည့်ရှိတယ်အဲ့ဒါဘာလဲဆိုတဲ့ခါကျတော့ကျမတို့ညညတာမှာပေါ့နော်ညတာတဲ့စိတ်တွေရှိရမယ်မိခင်နေဟာတားရှင်အမိနေဟာကိုသားနဲ့ဆက်ဆက်ပတ်သက်လို့ခေါ်လာတဲ့မိန်းကလေးဒီကိုသမီးဖြစ်ရမှာပေါ့နော်ဆိုတော့တားသမီးကမိဘမိဘကတားသမီးကိုပြိုးထောင်နေဆိုတာဟာ investment လုပ်တာမဟုတ်ဘူး မေတ္တာတရားကိုစီစဉ်စီလာသားသမီးတွေ investment မဟုတ်ဘူးအဲ့တော့ငါကတော့ဓာလုတ်ပေးခဲ့တယ်ငါကိုဓာပြန်လုတ်ပေးရမယ်ငါကတော့လုတ်ကျွေးခဲ့လို့ငါကိုပြန်လုတ်ကျွေးရမယ်ဆိုတော့အဲ့ဒါ investment ဖြစ်သွားပြီကျမတို့ကလူတစ်ယောက်နဲ့တစ်ယောက်ကို investment မလုပ်တဲ့မို့မေတ္တာဖြင့်ပေးသည်ပဲဖြစ်ရမယ်အဲ့တော့ကျမကကျမသားအပေါ်မှာဆိုလဲကျမအမြင်နဲ့ပြောတယ်ကျမကိုဂျေစုတရားငါအမေကဂျေစုရှိတယ်ဆိုရယ်ဂျေစုတရားနဲ့ဘယ်တော့မှဝင်တော့ဝင်ဖို့ဖြစ်ပြီးတော့မှမနေနဲ့ ကျမတာဝန်တစ်ခုအနေနဲ့ကျမလုပ်ပေးရမယ့်တာဝန်ကျမမှာရှိရတဲ့ကြောင့်ကျမတာဝန်ကိုကျမထမ်းဆောင်တာဒီကျမသူ့အပေါ်မှာဂျေစုတင်စေရဂျေစုပြုတာမဟုတ်ဘူးကျမရဲ့တာဝန်ကိုကျမထမ်းဆောင်တာအဲ့ဒီအတွက်ကြောင့်မလို့ကျမဒီဒီဂျေစုကြီးကိုကျမကိုတသက်လုံးဝင်တော့ဝင်ပို့ကြီးနဲ့ထမ်းထားရမယ်ဆိုတဲ့ကိစ္စမျိုးကျမမလိုလားဘူးအဲ့တော့မြန်မာမိဘအများစုကကြာတာသမီးကို investment လုပ်တယ်နော်တာသမီးကို investment လုပ်တယ်တာသမီးရဲ့ဘဝကိုအရန်ဆွတ်ဖတ်တယ် ဒါအရန်မှားတယ်နော်ဆိုတော့ကျွန်တော်တို့တွေကဟိုဘယ်လိုခေါ်မလဲမျောလင်းချက်နဲ့လုတ်ပေးတာမျိုးမဟုတ်ဘဲနဲ့မြစ်တာဖြင့်လုတ်ပေးတာမျိုးပဲဖြစ်တဲ့မျောလင်းချက်နဲ့ညယူချင်တာမျိုးမဟုတ်ဘဲနဲ့မြစ်တာဖြင့်လက်ခံတာမျိုးပဲဖြစ်တဲ့ နော်ဆိုတဲ့ခါကျတော့အဲ့တော့ခုနလိုပေါ့ investment လုပ်တဲ့ကိစ္စတွေကြောင့်မလို့ဒါလင်းအဲဒီလိုပြဿနာမျိုးတွေနဲ့ဒီလိုမျိုးတွေဖြစ်တာပေါ့ဒါကြောင့်တားရှင်မင်မီအတလျှော့ဖို့လိုအပ်တယ်လောဘတွေလျှော့ဖို့လိုအပ်တယ်နော်ဆိုတော့ကိုယ်အိမ်မှာရှိရင် ကိုသားသမီးဟာကိုယ်အပိုင် ကိုအိမ်ထဲကနေထွက်သွားပြီးပြီဆိုရင်တပားသူမင်းကလေးလက်ထဲကိုအပ်လိုက်ပြီးဆိုရင်ဒီမင်းကလေးအပိုင်ကိုရီလေဒါအကုန်လုံးအိမ်အောင်ကြဘူးတဲ့သူတွေဒီလေသူများသားကိုကိုလည်းအပိုင်ယူခဲ့တာပဲ ဟုတ်လားကိုသားကိုလည်းသူများကိုជីជីပြူပြူနဲ့အပိုင်ပေးနိုင်တဲ့စိတ်မျိုးရှိရမယ်သူများသားကိုကိုကတော့အပိုင်သိမ်းခဲ့ပြီးကိုသားသူများအပိုင်သိမ်းတာကိုမနစ်လိုဘူးဆိုလို့ရှိလို့ရှိရင်ကျမတို့တွေကဒါကိုယ်ကရှင်ကိုယ်တိုင်လည်းစိတ်မချမ်းမရတယ်လို့ကိုသားသမီးကိုလည်းကိုကချစ်တာမဟုတ်ဘူးနှစ်တာဖြစ်သွားမယ်။ဒါကြောင့်အမေရိယန်တတိထားဖို့လိုတယ်။ဟုတ်လား။ကျမလည်းကောမမမြင်အောင်ကျမကကျမပြောနေရတယ်လို့ 怎么搞嘛？龙王没得，讲哈么的。<coughs> <coughs> နိုင်ကောင်းရင်လားကျွန်မပြောတာကြားရလားမသိဘူးကျွန်မလည်း comment မမြင်ရတော့စကားပြောတာနည်းနည်း feel ငုတ်တယ်နော်ဟုတ်လား မှန်လားပိဋကတ်ကြီးကျမပြောတာအရင်သတိထားရမယ်နော်အရင်သတိထားဖို့လိုတယ်တာသမီဆိုတာ investment မဟုတ်ဘူး သားသမီးဆိုတာ investment မဟုတ်ကျမတို့ကမေတ္တာဖြင့်ပေးသည်မေတ္တာဖြင့်ကြွေးသည်မေတ္တာဖြင့်ပြုစုသည်သားသမီးရဲ့အောင်မြင်မှုတိုင်းဟာကို့အတွက်ပီတိနော်အဲ့ဒါကြောင့်မလို့အာကျမတို့ကကို့အထုပ်ကိုပိုက်ထားရမယ်လို့ကျမအမြင်နဲ့ပြောတာလေကို့အထုပ်ကိုပိုက်ထားရမယ်နော်ကို့အထုပ်ကိုပိုက်ထားရမယ်ကျမတို့ကလေအဲကျမစိတ်ကတော့ရှင်းတယ်အဲ့တော့ဟိုတဖက်မိန်ကလေးကိုကျမသားအိမ်အောင်ကြားခဲ့သည်ရှိတော့ကျမဒီတဖက်မိန်ကလေးကိုကျမជីជីဗီယူနဲ့အန်နှင်းပါ ကြည်ကြည်ပြူပြူနဲ့ချေလေခိုင်းမှာကြည်ကြည်ပြူပြူနဲ့အုပ်ဆိုးခိုင်းမှာကျမလည်းကြည်ပြူပေးမှာသိလားဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမလေဟိုကိုချင်းစားတယ်နော်ကိုချင်းစားတယ်ဟိုပေးလိုက်ရပါလားဆိုတဲ့စကားကိုကျမကိုယ်တိုင်လည်းမကြိုက်ဘူးကျမကိုယ်တိုင်လည်းအဲ့လိုစကားလုံးမျိုး trauma ရှိတယ်ဒါကြောင့်မလို့ငါပေးလိုက်ရတယ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့ငါပေးလိုက်တယ်နော်အပ်လိုက်တယ်နော်လို့ကျမကအဲ့လိုဖြစ်မှာဟုတ်လား အဲ့တော့အလိုက်တယ်နော်ကိုကလူလူလာလာပေးလိုက်တယ်နော်ဆိုလို့ရှိရင်ကျမတို့ကဝင်မဆွတ်ဖက်ရတော့ဘူးပေါ့နော်ကြည်ပြီးွားမှာပေါ့ဟုတ်တယ်လားတခါတလေကြလို့ရှိရင်သားသမီးကိုငရေပေးတဲ့မိဘဆိုတာလေလောကကြီးမှာရှိတယ် မိဘတိုင်းဟာလည်းမမှန်ဘူးเนาะအဲ့တော့ကိုကလည်းသားသမီးကိုမိငရဲပေးတဲ့မိဘမျိုးမဖြစ်အောင်နေတတ်ဖို့အများကြီးလိုအပ်တယ်အဲ့တော့ကျွန်မပြောချင်တာကျွန်မတို့တွေကသားသမီးတွေကိုပြုစုရဲပြိုးထောင်နေငငယ်လေးကနေပြီးတော့မှပညာတွေသင်ပေးရဲအရွယ်တစ်ခုရောက်လာတဲ့အထိပေါ့အများကြီးပေါ့လေငွေကြေးအညာရောမြေတားတွေအညာရောအချိန်တွေရောအချိန်နေတွေရောအများကြီးပေါ့လေဒီလိုတွေဖြတ်တန်းပြီးတော့မှကျွန်မတို့ကပြုစုပြိုးထောင်လာတာ investment လုပ်တာမဟုတ်ဘူးမြေတားတရားရဲ့ပုံရိပ်ကိုပုံဖော်တာ တာဝန်တစ်ခုကိုထမ်းဆောင်တာ investment မဟုတ်ဘူးအဲ့တော့တာသမီးကို investment လို့သဘောထားတဲ့မိဘအတိုင်းမှာအဲ့ဒီပြဿနာဖြစ်နေမှာပဲအဲ့ဒီမိသားစုတိုင်းမှာတာသမီးဒီ investment ဆိုတဲ့မိသားစုတိုင်းမှာအဲ့ဒီပြဿနာဖြစ်နေမှာပဲအဲ့ဒီပူလောင်မှုဖြစ်နေမှာပဲနော်ဒါကြောင့်မလို့လေမိမိတွေရှိတယ်ဆိုရင်လေအဲဒီဒီစကားလေးကို ရင်ထဲမှာအမြင်နဲ့မှတ်ထားဖို့သိထားဖို့လိုတယ်ကျမတို့ကသားသမီးကိုငရေပေးလို့မရဘူးလူတယောက်ကလွတ်လပ်ပိုင်ခွင့်ရှိရမယ်ကျမကျမသားဆိုကျမရှင်းတယ်သူကြိုက်ချင်တဲ့မင်းကလေးကိုကြိုက်သူကြိုက်တဲ့မင်းကလေးတိုင်းကျမချက်မှာချမ်းသာတာတွေစင်းရဲတာတွေရုပ်ချောတာတွေရုပ်မချောတာတွေကျမစိတ်ဝင်စားဘူးသူချစ်ဖို့တခုပဲကျမစိတ်ဝင်စားတယ်သူချစ်တယ်ဆိုကျမချစ်ပေးမှာဒါပေမဲ့အဲ့ဒီမင်းကလေးကလည်း နားလည်မှုရှိတဲ့မိန်းကလေးဖြစ်ဖို့တော့လိုအပ်တာပေါ့နော်ပစ္စည်းဥစ္စာလည်းချမ်းသာစရာမလိုဘူးဒါပေမဲ့အတိညာဉ်မွဲတာမျိုးတော့ကျွန်မမလိုချင်ဘူးကျွန်မဒါကြောင့်တခွန်းမဲမှားထားတယ်ငန်ကွကျွန်မတခွန်းမဲမှားထားတယ်ကျွန်မသားအောင်မှားထားတယ်ချမ်းသာစရာလည်းမလိုဘူး ကိုထက်အများကြီးချမ်းသာကြလဲမလို့အာခုနလိုရုပ်ချောတာတွေရုပ်မချောတာတွေလဲကျွန်မအဲ့ဒါတွေလဲကျွန်မထည့်သွင်းပြီးစဉ်းစားမှာမဟုတ်ဒါပေမဲ့ကျွန်မလိုချင်တာတခုပဲတောင်းဆိုရင်အတိညာဉ်တော့မစင်းရဲစေနဲ့အတိညာဉ်စင်းရဲရင်တော့ကျွန်မတို့ကဘာနဲ့မှထပ်ဖြည့်လို့မရအတိညာဉ်စင်းရဲတဲ့သူကိုရှာလာရင်တော့ကျွန်မတို့ကဘာနဲ့မှဖြတ်ထပ်ဖြည့်လို့မရအောင်ဒါဆိုရင်တော့ကာယနံပါတ်1ကာယကံရှင်အရင်ဆုံးစိတ်စင်းရဲရမယ်အတိညာဉ်စင်းရဲတဲ့သူတွေဟာကျွန်မတို့ရှင်ပြီးစကားပြောလို့မရအောင် ပစ္စည်းဥစ္စာမရှိတဲ့သူကလည်းညှိလို့ရတယ်။ရုံမချောလဲညှိလို့ရတယ်။ဒီခေတ်ဆိုပြုပြင်ယူလို့ရတယ်။ဒါပေမဲ့အသိဉာဏ်ဆင်းရဲသွားပြီဆိုရင်လုံးဝဘာနဲ့မှညှိလို့မရဘူး။ဘာနဲ့မှပြုပြင်ယူလို့မရဘူး။ဒါကြောင့်ကျမတို့တွေကအခုသားသမီးတွေမွေးကြတယ်ဆိုရင်သားသမီးကိုငရေပေးတဲ့မိဘမဖြစ်ဖို့လိုတယ်။သူ့ဘဝကကိုဘဝမဟုတ်ဘူး။ သူ့ရဲ့ရှင်သန်မှုကကိုယ့်ရဲ့ရှင်သန်မှုမဟုတ်ဘူးကိုရင်းကအရင်သွားမှလောကကြီးထဲမှာနော်ကိုရင်းကအရင်သွားမှဖြစ်တဲ့အတွက်ကြောင့်ကြံရစ်ခဲတဲ့သူမှပေါ့ပေါ့ပါပါနဲ့ရှင်သန်ပါစေကျွန်တော်တို့တသက်လုံးကြီးအတူတူထွေးပိုက်ထားလို့မရဘူးလေဟုတ်လားကျွန်တော်တို့ကအရင်ဆုံးမသွားမဲ့သူလေကျွန်တော်တို့တည်သွားပြီဆိုရင်ကျွန်တော်တို့ခေါ်သွားလို့မရဘူးလေ ဟုတ်တယ်လားအဲ့တော့အတ္တတွေလျှော်ဖို့လိုတယ်အဲလိုချင်တက်မှတ်မှုတွေလျှော်ဖို့လိုတယ်ကျမတို့တွေကသားသမီးကိုပြုစုပြောထောင်နေဆိုတာ investment လုပ်တာမဟုတ်ဘူးတချို့တွေရှိတယ်တချို့မိဘတွေစကားတွေပြောကြတယ်ကျမအရန်အံ့ဩတယ်ဟာ investment လုပ်တယ်ကျောင်းဘလောက်ပတ်ဆက်အကုန်ခံပြီးပညာသင်ပေးလိုက်တာဘလောက်ပြန်ရမှာဖြစ်မှာပေါ့ငါ့ကိုဘလောက်ထောက်ပံ့ရမလဲ no ကျမတသက်လုံးသားသမီးလုပ်စာမစားဘူး never ever ကျမဘယ်တော့မှမစားဘူးကျမဘေးစရာမလိုဘူးကျမကြွေးစရာမလိုဘူး ကျမကိုကြွေးစရာမလိုဘူး။ကျမကိုယေရှုတရားလဲသတ်မှတ်ထားစရာမလိုဘူး။ကျမရှင်းတယ်။ကျမကိုယေရှုရှင်ဆိုပြီးတော့မှယေရှုတရားသတ်မှတ်ထားစရာမလိုဘူး။ကျမလှုပ်ပေးရမယ့်တာဝန်မလို့ကျမလှုပ်ပေးတာ။အဲ့အတွက်သူဝင်တော့ဝင်ဖို့ရှိစရာမလိုဘူး။လွတ်လွတ်လပ်လပ်ရှင်သန်လို့ရတယ်။အေးခုနလိုပေါ့။အိမ်အောင်တစ်ခုဖြစ်သွားပြီဆိုရင်လဲကျမတို့ကလိုချင်တတ်မှတ်လို့မရဘူး။အခုလူလွတ်တီဆိုတဲ့အချိန်မှာတော့မှကျမကသူ့ပတ်စံကျမတကြမ်းမမထီဘူးကျမသူ့ပတ်စံတပြားမှမရှိဘူး ျမတို့တပြားမှပေးစရာမလိုအဲ့တော့သားသမီးတွေမွေးကြတဲ့အမေအဓိကသားရှင်တွေပို့ဆိုးနေเนาะသမီးရှင်တွေကတော့ဒီလောက်မဟုတ်ဘူးပေါ့သားရှင်တွေပို့ဆိုးတယ်အဲ့တော့ရောက်ခမနဲ့ချွေးမနဲ့ဘာကြောင့်မတည့်လဲဆိုတော့အဲ့ဒါကြောင့်မတည့်တာသားရှင်ညာငါတို့မွေးထားတဲ့သားဆိုပြီးတော့မှအရန်အတ္တကြီးတယ်အရန်မာနာကြီးတယ်เนาะဆိုတဲ့ခါကျတော့ကိုကိုတိုင်းလည်း ကျွန်မတို့လည်းသူများသားအောင်ယူထားတယ်။သူများသားကကျွန်မတို့ကိုဂယူးဆိုင်တာကျွန်တော်တို့အရန်လိုချင်တယ်မဟုတ်လား။အရန်ကြိုက်တယ်မဟုတ်လား။မေးတယ်ဟုတ်လား။ကြိုက်လား။ကြိုက်ဘူးလား။ယောက်ျားကိုဂယူးမဆိုင်ဘယ်လိုဖြစ်လဲ။မကြိုက်ဘူးလေ။ဟုတ်လား။မကြိုက်ဘူးမဟုတ်လား။ယောက်ျားကိုကလွယ်လို့တခြားတယောက်ကိုဂယူးဆိုင်လည်းမကြိုက်ဘူးမဟုတ်လား။ကိုပဲဂယူးဆိုင်စေချင်တယ်လေ။ဟုတ်လား။ကုံကုံပြောမယ်မိဘကိုဂယူးဆိုင်ရင်တော့မကြိုက်တဲ့မိန်းမတွေအများကြီးရှိတယ်ဟုတ်လား။ကိုကလွယ်လို့ကိုကိုဂယူးဆိုင်စေချင်တယ်မဟုတ်လား။ဒီလိုပဲလေ။ All of မိန်းမတိုင်းဒီတိုင်းနဲ့ ကိုသားอยู่တဲ့မိန်းမလေသူယောက်သားသူ့ကို give site တာခံကြမှာပဲ sympathy အဲ့ဒါအဲ့ sympathy အဲ့တော့ကိုရီလက်ထက်တုံးကတော့သူများသားကိုယူပြီးတော့မှအပိုင်သိမ့်ပြီးထားရနေဆေးရသွားလို့တယ်ကိုသားကြတော့သူများမိန်းကလေးကအဲ့လိုလှုပ်တာကိုမခံနိုင်ဘူးဆိုရင်အဲ့ဒါအတ္တအဲ့ဒါမှားတယ်အဲ့ဒါအတ္တ ဒါကြောင့်ရောက်ခမနဲ့ချွေးမနဲ့မတည်ဘူးဆိုတော့ကျမတို့အစင်အလာကြီးကဒါကြောင့်မလို့ဖြစ်တာမသားဟိုတောင်မကမသားဟိုဒီလိုလုပ်တယ်မသားကဘလို့ဖြစ်နေတာမသားကလောက်ကင်ချွေးမွေးနေရတာမသား no အဲ့ဒါဒီကိုနဲ့မဆိုင်တော့ဘူးသူဘဝသူတို့ချစ်ချင်းမြစ်တာမွေးထားတဲ့အင်အားရဆော့ဖတ်လို့မရဘူး ငွေထားတဲ့အင်အားရထိန်းချုပ်လို့မရဘူးအိမ်အောင်တစ်ခုကျသွားပြီဆိုလို့ရှိရင်မိဘဟာဒုတိယနေရာရောက်သွားပြီဒီအိမ်အောင်ဘက်နှစ်ယောက်တာလင်မယ်ဘဝရဲ့ဒါအရေးကြီးဆုံးအခန်းကဏ္ဍမှာဖြစ်သွားတယ်အဲ့တော့ကျွန်မတို့တွေကမိဘတွေကအလိုလိုနောက်ဆုတ်ပေးရမယ်ပထမနေရာလိုချင်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေမြန်မာမိဘအများစုကပထမနေရာမစင်းကျင်တာအဲ့ဒါပြက်တင်တာဒါကြောင့်ရောက်ခမနဲ့ချွေးမနဲ့မတည့်တာ တမတ်နဲ့ရောက်ခမနဲ့ကမဖြစ်ဘူးเนาะမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေအဲသမီးရှင်တွေကကြတော့အော်ကိုသမီးလေးကိုချစ်နေရဆိုကြိုက်တယ်လीနော်ဟာကိုသမီးလေးကိုတံမိုးထားနေရဆိုကြိုက်တယ်လीဘာမှပြောစရာမရှိဘူးအဲ့တော့တမတ်နဲ့ရောက်ခမနဲ့မဖြစ်ဘူးဆိုတာကသူတို့ရဲ့စိတ်မှာကိုနေရသူတို့ကရယူလုံမင်းနေပဲဖြစ်တာဖြစ်တော့အော်ငါသမီးကိုဂူးဆိုင်နေဟာအေးဆေးအေးဆေးဖိုင်းနေဒါမျိုးကြတော့ဟိုကတားလေးမွေးလေးမွေးထားရော ကိုသားကတစ်ဖက်မင်းကလေးကိုဂယူးဆိုင်တာကိုမလိုလောက်မကြိုက်ဘူးဒါကြောင့်ချွေးမနဲ့ရောက်ခမနဲ့မတည့်တာရောက်ခမဆိုမဖြစ်စေနဲ့ကျမတော့ကျမဘုံကတတ်တတ်တာမှကျမရောက်ခမဆိုဘယ်တော့မှအဖြစ်မခံကြည်ကြည်ပြူပြူနဲ့လက်ထဲပေးလိုက်မယ်သူကသူချဲလဲထုထုရိုက်ရိုက်တတ်တတ်ဘာလုံးလုံးကျမနဲ့မဆိုင်တော့ဘူးကျမအပ်လိုက်မှရော့စိုးမွေကောင်းမွေကောင်းရင်လဲခန်းစိုးရင်လဲခန်း နော်ကောင်းရင်လဲကွက်ကိုဆန်ညနော်ကိုဘွားကိုစိုးရင်လဲကွက်ကိုခံညစိုးမွေကောင်းမွေကျမကပြီးခဲ့ပြီးပြီကျမလက်လွဲပေးလိုက်မှာជីជីပြူပြူနဲ့လက်လွဲပေးလိုက်မှာတတိယနဲ့ပေးရဲဆိုရင်မြစ်တာပို့ပြီးယူလိုက်မပေးဘူးလားမပေးရင်လဲမြစ်တာလေးပို့ပေးနေလိုက်ပေးပြီလားပေးပြီဆိုရင်ကျမတို့ကမြစ်တာအပြင် blessing တွေပို့ blessing တွေပေးလိုက်ဒါပဲမပေးလေချင်း ငါကတော့ဒီလိုလုပ်ပေးခဲ့လေချင်းဆိုဒါကြောင့်ဒီပြဿနာတွေဖြစ်တာ investment လို့သဘောထားလို့ဒီပြဿနာတွေဖြစ်တာတားသမီးတွေ investment မဟုတ်ဘူးကျမတို့ကလူသားတယောက်ကိုပြုစုပြောထောင်တာဒီဒီလူသားကပြန်အကျိုးပြုပါစေဆိုတဲ့စိတ်နဲ့ဆိုရင် give and take ဖြစ်သွားပြီကျမတို့ရဲ့မေတ္တာတရားတွေမစင့်မှန်ဘူးမတန့်ရှင်းဘူး လူတယောက်နဲ့လူတယောက်ဘယ်လို relationship မျိုးပဲဖြစ်ဖြစ်သမီးစားပဲဖြစ်ဖြစ်နင်များပဲဖြစ်ဖြစ်သားသမီးနဲ့ပဲဖြစ်ဖြစ်မိဘနဲ့ပဲဖြစ်ဖြစ်ကျွန်မတို့တွေကဖြူစင်သော relationship ကိုဖြစ်ရမှာငါကတစ်ချက်ပေးရသူစီကနှစ်ချက်လိုချင်တယ်ငါကတစ်ချက်ပေးတယ်ငါသူစီကတစ်ချက်တန်တာလိုချင်တယ်ဆို give and take အဲ့ဒါမေတ္တာတရားမဟုတ်ဘူးအဲ့တော့သားသမီးကိုငရေပေးတဲ့မိဘတွေမဖြစ်ဖို့အများကြီးစိုက်ဖို့လိုတယ်နော်ဟုတ်လား လက်ခံကကျမပြောတာအအများလူတိုင်းတော့လက်ခံကျမလက်ခံမှာပေါ့ဒါကတော့ကျမရဲ့ခံစားချက်နဲ့အဲကျမရဲ့သဘောထားကိုပြောပြတာအများနဲ့တော့ထပ်တူကြကျမကြမှာပေါ့နော်နောက်ခေါင်းနေစုပ်ပြတ်နေပြီဒီမှာညှက်ရတာမလေးကတော့ပါနေရောနေပြီကြလိုက်ပါလဲတသိမ့်မိသား họ sang à nà tên đi ta đâu sang cái xã xem bị đói là tôi đâu bộ mày ủa lấy sao lại nhà bên 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 mà lấy sao ủa giờ đây mà là mà lấy bên nhà nào nằm đi tụi nhau tao ở bàn tay hai cô tao là chỉ chỉ bị này bị ra nó คุณอากูลิงก็มาด้วยไรเด้นี่ปุ๋ยยังจ้า khu mà con ừ. này mà đây